မဲလိမ့်မာရီလိုကရက်တွေထားခဲ့တဲ့ popularity award ဆုကိုနောက်ဆုံးတော့ဘသူသိမ့်ပိုက်သွားတယ်လဲဟုတ်ကဲ့ပါရှင်2025ခုနှစ်ရဲ့ Best Award ဆုပေးပွဲကိုမေလ9ရက်နေ့ကိုရီးယားစံတော်ချိန်ည8နာရီမှာခန့်ခန့်နာနာကျင်းပသွားမှာပါဒီဆုပေးပွဲကြီးဟာကိုရီးယားနှုတ်ပညာရှင်ဆုပေးပွဲတွေတဲကပွဲကြီးတစ်ခုဖြစ်ပြီးတော့ဒီနေ့နဲ့ဆိုရင်ကျင်းပတာ62ချိန်မြောက်ရှိပါပြီဒီနေ့မှာတော့မကျင်းပခင်ကရက်တစ်ခုထားခဲ့ပါတယ် အဲ့ဒါကတော့အယူခင်ဟင်ယွန်ဟယ်ရီစားတဲ့အနုပညာရှင်တွေရဲ့ fan တွေက popularity စုအတွက် vote ကို auto vote တွေနဲ့ခိုးနေရဆိုပြီးဖြစ်ပါတယ်။ voting ကို April 23ရက်နေ့ကနေမေလ2ရက်နေ့အထိပြုလုပ်ခဲ့တာဖြစ်ပြီးတော့အခုမဲစင်းအတီအကျထွက်လာပါပြီ။ Guest Day အဖွဲ့ဝင် Harry က6တက်မှ9တန်းပဲရရှိခဲ့ပါတယ်။ IU ကတော့မဲပေါင်း3တက်မှ4တန်းရရှိခဲ့ပါတယ်။ Animus အဖွဲ့ဝင် Howard ကတော့မဲပေါင်း340 မင်းသမီးခင်ချယ်ရီကတော့မဲပေါင်း33သိန်းမင်းသမီးခင်ယွန်းကမဲပေါင်း9.8တန်းရရှိခဲ့ပါတယ်။ဒါကြောင့်မင်းသမီးခင်ယွန်းကမဲပေါင်း18.4တန်းမှ9.8ခွန်8တန်းနဲ့အပြတ်သက်အနိုင်ရရှိပြီးတော့အဆုတက်ယူရတော့မှာဖြစ်ပါတယ်။ကဲ၊ကင်းဆယ်လီဘရိတ်တကြီးရောဘသူကိုအားပေးဖြစ်ခဲ့လဲဆိုတော့ comment မှာရေးသွားပေးပါဦးနော်။